ရုရှလီကလှုပ်ချန်ခံရပြီးဆုံးသွားလားမင်္ဂလာပါ Recon TV ကနေပြန်လည်ကြိုဆိုပါရစေ Bruce Lee ဆိုတာကျွန်တော်တို့အားလုံးသိကြပြီးသား action တယောက်ဆောင်တဲ့ကိုကံပညာရှင်တယောက်ဖြစ်ပါတယ်သူ့ရဲ့စကားတွေက Hollywood ကိုတောင်း action ဇလံအမျိုးအစားတည်တဲ့ခုဖြစ်ပေါ်လာစေတဲ့အထီးကိုလွန်မှုမှုကြီးပါတယ်သူက1940ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီး1953ခုနှစ်မှာတည်ဆုံသွားခဲ့တာကြောင့်သူ့သက်33နှစ်မှာတင်ဆုံးပွားသွားခဲ့တာဖြစ်ပါတယ် သူ့ရဲ့အကောင်းဆုံးအချိန်မှာပဲကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်သူကိုရန်ရုပ်ရှင်တွေထုတ်စက်ညွန်းတွေရေးအကူမှုတွေပါလုပ်ခဲ့တဲ့သူဖြစ်ပြီးဂျက်ကီချန်တို့ဟာသူ့ကိုလေးစားအားကျပြီးတက်လာခဲ့ရတဲ့သူတွေဖြစ်ပါတယ်1983ခုနှစ်မှာသူတည်ဆုံသွားခဲ့တာနဲ့ပတ်သက်လို့မြန်မာနိုင်ငံကသူတွေအများဆုံးတီးထားကြတဲ့အမားတွေအများကြီးရှိပါတယ်တချို့ကကြည်အတုနဲ့အစ်စ်လဲပစ်ခံရလို့တည်ဆုံသွားခဲ့ကြတာလို့ဆိုကြတယ်လို့တချို့ကလည်းသူကလေရင်ပေါ်ကနေ ောက်ကကုံကောက်ပေါ်ခုံချသွားရမှာတင်ပင်လဲသွားပြီးဆက်ကျူးသွားခဲ့တယ်လို့ဆိုကြတဲ့သူတွေအများကြီးဖြစ်ပါတယ်။ဒါတွေကတကယ်တော့အင်တာနက်ရေးလို့မပေါ်တည်တဲ့ခေတ်မှာမြန်မာနိုင်ငံအတွင်းကပြည်သက်တွေစီကောလာဟာလပုံစံမျိုးနဲ့ရောက်လာခဲ့တဲ့တည်တည်နေဖြစ်ပါတယ်။ဒါပေမဲ့ Bruce Lee တည်ဆုံခဲ့ရတာအဲ့ဒါတွေကြောင့်မဟုတ်ပါဘူး။သူကတက်လုံးသူ့ကိုသူစီကန်းတကြနဲ့အကြီးအကျယ်လေ့ကျင့်စီကန်းခဲ့တဲ့သူဖြစ်ပြီးဇက်ကားတွေရိုက်ကူးရမှာလဲအနာခံရိုက်ကူးတာကြောင့်ခေါင်းကိုထိထားတာတွေမနေပါဘူး။ သူ့ရဲ့တည်ဆုံမှုကအဲ့ဒီအကြောင်းရင်းတွေကနေစတင်ခဲ့တာပါ1983ခုနှစ်မေလ10ရက်နေ့မှာသူကဟောင်ကောင်မှာရှိတဲ့ Orange Sky Golden Harvest ရုပ်ရှင်စတူဒီယိုမှာ Enter the Dragon ဆိုတဲ့စကားအတွက်အလုပ်လုပ်ရင်းလဲကျသွားခဲ့ပါတယ်။ဦးနှောက်ထိခိုက်ပြီးအကျိုးဆွဲသွားသလိုဖြစ်သွားတာကြောင့်အနည်းဆက်ဆုံးဆေးရုံဖြစ်တဲ့ Hong Kong Baptist Hospital မှာတက်ရောက်ကုသခဲ့ရပြီးသက်သာသွားခဲ့ပါတယ်။ အဲ့ဒါကသူ့ရဲ့ညကုံအစလို့တော့သူလည်းတီးခင်မှာမဟုတ်ပါဘူး1993ခုနှစ်ဇူလိုင်လရောက်တဲ့အချိန်သူကအလုပ်တွေဆက်လုပ်နေတော့မှဇူလိုင်လ20ရက်နေ့မှာပဲ Bruce Lee ကဟောင်ကောင်ကိုရောက်လာပြီး George Lazenby ဆိုတဲ့မင်းသားနဲ့အလုပ်အတူတွဲလုပ်ဖက်ဆွေးနွေးနိုင်ဖို့ညစာစာပွဲတစ်ခုကိုပြင်ဆင်ထားခဲ့ပါတယ်အဲ့ဒီနေ့နေ့ခင်းနှစ်နာရီမှာ Bruce Lee ကထုတ်လို့သူ Raymond Chow နဲ့တွေ့ခဲ့ပြီး Game of the Dead ဆိုတဲ့စကားထုတ်လို့ရတဲ့အတွက်စကားတွေပြောနေခဲ့ကြပါတယ် ညနေ၄နာရီလောက်အထိအလုပ်လုပ်နေခဲ့ပြီးအဲ့ဒီနောက် Bruce Lee ရဲ့သူငယ်ချင်း Taiwan Mintmin Betty Tang Pai စီကိုရေမွန်ချောင်းနဲ့တူတွားခဲ့ပါတယ်။ Mintmin Betty ရဲ့အိမ်မှာသူတို့၃ယောက်စလုံးကနောက်ရိုက်မဲ့စကားအတွက်စဉ်ညွန်းကိုတေချာဖတ်လိုက်ပြင်လိုက်ဆွေးနွေးလုပ်ခဲ့ကြပြီးရေမွန်ချောင်းကညစာစာပွဲတစ်ခုရှိလို့အရင်ပြန်သွားခဲ့ပါတယ်။ Bruce Lee ကတော့ပင်ပန်းနဲ့အတွက် Betty ရဲ့အိမ်မှာပဲခဏတာမေးအိမ်နေခဲ့ပါတယ်။တကယ်တော့ Bruce Lee လည်းအဲ့ဒီညစာစာပွဲကိုတွားရမှာပါ။ ဒါမှ George Lazenby နဲ့ဆွေးနွေးမှုတွေလုပ်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ Bruce ကအချိန်တန်တန်အောင်ရောက်မလာပဲ Raymond က Betty ရဲ့အိမ်ကိုလိုက်ကြည့်တဲ့အခါမှာ Bruce Lee ကို Alien တန်းတွေ့ရပြီးနိုးလို့မရတော့ပါဘူး။ဆံဝင်ပင့်ပြီး7မိနစ်လောက်အရေးပေါ်အတက်ကယ်မှုတွေလုပ်ဖို့ကြိုးစားခဲ့ကြပြီးမဲ့ Bruce Lee ကိုနိုးလို့မရပါဘူး။ဒါနဲ့ Queen Elizabeth Hospital ဆေးရုံကိုအရေးပုံပို့လိုက်ရပြီးဆေးရုံကိုရောက်တဲ့အချိန်မှာတော့တည်ဆုံနေခဲ့ပြီဖြစ်ပါတယ်။ Bruce Lee ရဲ့တည်ဆုံမှုနဲ့ပတ်သက်ပြီးတည်င်းတွေမျိုးစုံထွက်ခဲ့ပြီးမြန်ကျင်သူတွေ ကောက်ချက်ကတော့သူကစူးစမ်းမှုတွေအရန်လုပ်ပြီးအနာခံတာတွေများလို့နာကြောင်းအုံနှောက်ရောင်ရမ်းနေတာကအဓိကအချက်ဖြစ်ပါတယ်။တည်ဆုံးချိန်မှာသူအုံနှောက်ကလည်းတာမန်ထက်ကိုရောင်းနေတာပါ။ဒါကဘရုစ်လီပေါ့ကြောင့်တည်ဆုံးခဲ့ရတယ်လေဆိုတာဖြစ်ပြီးအများထင်နေတယ်လို့ဂျီအတူနဲ့အစ်စ်လဲပြစ်ခဲ့ရတာမဟုတ်တယ်လို့လေရင်ပေါ်ကနေပြုတ်ကျတာလည်းမဟုတ်ပါဘူး။တကယ်ကောဆဲဝန်ခန်းထဲမှာတနက်ကြီးထိမှန်ပြီးအမှန်တကယ်ကြွေလွန်သွားခဲ့ရတာတော့ဘရုစ်လီရဲ့တာဘရန်ဒန်လီဖြစ်ပါတယ်။သူ့အကြောင်းကိုလည်းတက်တက်တင်ဆက်ပြတော့ပါဦးမယ်။ ီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအလုံးတွေထိုက်တန်တဲ့ဘူးတူတာရမယ်လို့မျှော်လင့်ပါရယ်ဆုံးသတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါရယ်နောက်ဗီဒီယိုမှာပြန်တွေ့ရပါမယ်